ပိုလန်မှာနှစ်ပတ်လောက်သာဆက်ပွဲဖြစ်ပွားနိုင်ပြီးခေရန်မိကြီးများသာရှိတယ်လို့လုံခြုံရေးအကြီးအကဲပြောဆက်ပွဲဖြစ်ပွားခဲ့မယ်ဆိုရင်ပိုလန်နိုင်ငံမှာမဟာမိတ်တပ်ဖွဲ့တွေမရောက်လာခင်အချိန်ထိရှေးတန်းကိုသတင်းပတ်နှစ်ပတ်လောက်သာထိန်းသိမ်းနိုင်မဲ့ခေရန်မိကြီးတွေသာရှိတယ်လို့ပိုလန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးပြုတော်အကြီးအကဲတာရုပ်လူကော့စကီကပြောကြားခဲ့ပါတယ် ဒါပြင်ပိုလန်နိုင်ငံဟာအလားအလာရှိတဲ့ရုရှားတို့ရဲ့တိုက်ခိုက်မှုကိုသုံးသပ်နိုင်ဖို့အတွက်လုံလောက်တဲ့စွမ်းရည်ကိုတည်ဆောက်ဖို့လက်နက်ထုတ်လုပ်မှုတွေကိုသုံးပြည့်လှုပ်ဆောင်နေတယ်လို့ဒါရုပ်လူကာစကီကပြောကြားခဲ့ပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ပိုလန်နိုင်ငံဟာရုရှားနိုင်ငံကလင်နီဂရက် HK နဲ့နင်းနမဲချင်း144မိုင်အထိထိစပ်နေတယ်လို့သိရပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံတွေအပေါ်ကျူးကျော်တိုက်ခိုက်မဲ့ရည်ရွယ်ချက်တွေမရှိဘူးလို့ရုရှားဘက်ကအကြိမ်ကြိမ်ညှင်းဆော်ခဲ့ပြီး နေတုံးဖွဲ့ရဲ့ရုရှားနဲ့နမိတ်စီကိုတိုးချစ်လမ်းမှုတွေကြောင်းယူကရိန်းပြည်ပခတ်ဖြစ်ပွားခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒါအပြင်ပိုလန်နိုင်ငံရဲ့အရင်ဆစ်လက်နက်ပစ္စည်းတွေဟာစစ်ပွဲကို9ရက်လောက်ပဲထိန်းထားနိုင်မှလားဆိုတဲ့မေးခွန်းတွေကိုတာရုပ်လူကော့စကီကတုတ်ပြန်ဖြေကြားခဲ့တယ်လို့သိရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။